ပြည်အောင်စုတမရမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်အမိတ်ကြော်ညာစာအမှတ်၃မြင်းဆောင်2025ကို1386ခုနှစ်ပြာဒိုလာဇန်6ရက်2025ခုနှစ်ဇန်နဝါရီလ4ရက်ဒီနေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်ပါသည်။အဲ့ဒီအမိတ်ပြည်ဆောင်မှာပြည်တံလူငင်းခွင့်အမိတ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်ဒေါအောင်ဆန်းစုကြည်အပေါ်သက်ဆိုင်ရာတရားရုံးများက ြစ်မှုထင်ရှားစီရင်ပင်ချမှတ်ခဲ့သည့်ပြစ်ဒဏ်များအနေရာဇဝတ်မှုကြီးအမှတ်35မြင်းဆောင်2023ရာဇဝတ်မှုကြီးအမှတ်39မြင်းဆောင်2023ရာဇဝတ်မှုကြီးအမှတ်81မြင်းဆောင်2023ရာဇဝတ်မှုကြီးအမှတ်38မြင်းဆောင်2023 ရာဇဝဲမှုကြီးအမှတ်45မြင်းဆောင်2021တို့ဖြင့်ပြစ်မှုထင်ရှားစီရင်ပြီးပြစ်ဒဏ်ကြခံရန်ကြန့်ရှိသည့်ပြစ်ဒဏ်များအားရာဇဝဲကျင့်တော်ဥပဒေပုံမှ၄တင်ပုံမှကွဲ၁အရာ လူငိမ့်သက်တာခွင့်ပြုလိုက်သည်အမိတ်အရာ အောင်လင်းတွေဒုတိယဗိုလ်ချုပ်ကြီးအတွင်ရေးမှုဟုဖော်ပြပါရှိပါရရှင်